မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေယောဂီသူတော်စင်များအားလုံးဦးစင်ကတော့ဟိတေတိဆရာတော်ပါကိုရောကစိတ်ရှမ်းသာဖို့အတွက်လေ့ကျင့်ကြရဲမိမိရဲ့အတွင်းစိတ်တွေကိလေသာတွေကို နိုင်ဖို့အတွက် လေ့ကျင့်ကြတာပေါ့စိတ်ရှမ်းသာကိုလေ့ကျင့်နေဆိုတာ အတွင်းစိတ်ကိလေသာကို နိုင်ဖို့လေ့ကျင့်တာပေါ့အဲ့ဒါနဲ့နတန်းမာလာမသိဟူစင်းတို့သင်ခဲ့ရတယ်နော်အဲ့လားမြဲစွာသောမင်းကြီးတဲ့စစ်ပွေပေါင်းတရားကိုအောင်မြင်တော်လေအောင်မြင်ခြင်းအစ်စ်မဟုတ်သေးပါဘူးမင်းကြီးတဲ့အတွင်းစိတ်ကိလေသာကိုပေသက်နိုင်မှအောင်မြင်ခြင်းအစ်စ်ပါတဲ့ အဲ့ဒါစိတ်သူကြီးတယောက်ကရှင်ဘရင်ကို ပြောလိုက်တဲ့စကားတခွန်းပါပဲတကယ်လေးမှန်ပါတယ်အတွင်စိတ်ကိလေသာဆိုတာစိတ်ထဲမှာအနစ်နစ်အလလဘဝပေါင်းများစွာတန်တရာမှကက်လာခဲ့တဲ့ထိုးပေးလာခဲ့တဲ့သွေးဆောင်ဖြားရောက်လာခဲ့တဲ့ခိုင်းစေလာခဲ့တဲ့မိမိကိုခိုင်းစေလာခဲ့တဲ့အရာတစ်ခုလို့ပြောရမှာပေါ့ တကယ်တမ်းဆိုရင်တော့အရာတော့မဟုတ်ပါဘူးငါသူတပယောက်ျားမိမပုဂ္ဂိုလ်သတ္တဝါမရှိပါဘူးအကြောင်းတရားတစ်ခုပေါ့အကြောင်းတရားဓမ္မတစ်ခုအကြောင်းတရားဓမ္မတစ်ခုကြောင့်အကျိုးတရားတွေဖြစ်နေတာအခုအဲ့ဒီအကြောင်းကိုဖြတ်ဖို့အတွက်ကိုရောကလေ့ကျင့်ရမှာအမြတ်စွာဘုရားကတတိပဋ္ဌာန်ပေးတယ်နော်မပင်မပန်းရှမ်းတာလွေကူသောအချင်းပฏิပဒါဆိုတာ ဒါပင်ပန်းတဲ့ခါလေးပင်ပန်းတာပေါ့ဒါကိုက၄ခုရှိတာကိုကာယဝေဒနာစိတ်တဓမ္မလို့ကျင်းစဉ်ကသတိပဋ္ဌာန်က၄ပါးရှိတယ်။ဒါဝေဒနာနုပဒနာအရှုမတ်တေယောဂီဆိုတော့နင်းနေပင်ပန်းတယ်လို့တွေ့မှာပေါ့။နော်။ဒါစိတ်တနုပဒနာရှုမတ်တေယောဂီဆိုတာကတော့ဒါစိတ်ကိုဖမ်းမိပြီဆိုရင်မပင်ပန်းတော့ဘူး။ကိုကြိုက်တယ်လို့နေပြီးတော့မှလေ့ကျင့်လို့ရတယ်။ ဘလိုမျိုးလေးဖရာမြတ်စွာဘုရားကဘလိုမျိုးမာကြခဲ့လဲဆိုတော့เนาะမြင်ကြနန်စာကြံတွေးထီးတွေးတိုင်းမှာတည်နေသီးပေးပါမနဲ့မိုးလင်းတာနဲ့မျက်လုံးဖွင့်ရင်ဖွင့်နေသည်ခန္ဓာယုံနေသည်ဖားဖို့အပြုတယ်သည်ထားတယ်သည်ထားတယ်လို့ပြောထားစိတ်ကိုရှင်တောင်ကိုကိုင်းနေပြောတာမတင်နေပြောတာခန္ဓာလေးလေးတယ် ောတိုင်းစေဘူးကိုညှိညှိတယ်သပွဲတံမှာသောတိုင်းစေထိန်ထိတယ်ဒီပေတာတရှက်မှလွတ်လို့မရဘူးနော်တတိမလွတ်စေနဲ့ထိုင်ထားတယ်ဒီပေမယ်နော်သောတိုင်းဘူးသောတယ်ညာလန်းတယ်ဘေလန်းတယ်ထိုင်တဲ့အခါယောကနေယောကနေယောကနေဆင်းသောတယ်ဒီပေမယ်ရေခွက်ကိုကိုင်းတယ်ဒီပေမယ်တော်တိုင်းပြုတ်ကိုဂိုင်းနေတပွက်တန်ဂိုင်းနေတော်နဲ့တိုက်တယ်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 ဒီပေတာ ခရီးခွဲကိုကိုင်းနေပလုတ်ချင်းနေကို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 ကုန်းနဲ့အာပြူတယ်ထွေးထုတ်တယ်အသီးပိတ်ပေါ့ပြန်ပြီးတော့မျက်နာကိုရေနဲ့လက်နဲ့သစ်တယ်သစ်တယ်သီးပိတ်နေမသီးပိတ်ရင်ဘာဖြစ်လဲဗျာမသီးပိတ်ရင်ကိုစိတ်ကပိတ်ဆုပ်ပံမှာမနေဘူးကိုကတော့သောတိုက်နေသလိုလိုမျက်နာတိုက်နေသလိုလိုဟုတ်လားကိုစိတ်ကဘေးရောက်နေလေကလေးအကြောင်းပို့ရှင်ပို့နေတာနော်ဈေးဝေရှင်ဝေနေတာ ိုအเจ้าမှာအနာကဲမှာလုံးမေးအเจ้าရာကိုစဉ်းစားရှင်စဉ်းစားနေတာစိတ်ကမြန်နေတာเนาะစိတ်ကမြန်နေတာအဲ့ဒါနဲ့စိတ်ကိုထိန်းကြောင်းတာမြတ်စွာဘုရားရဲ့ဒါစိတ်တလုံးနိုင်အကုန်နိုင်ဖို့အတွက်စိတ်ကိုထိန်းကြောင်းလာမှသူကဒုက္ခတွေကိုမြင်လာမှညံနေဒါညံလဲလေကံလဲမဟုတ်ဘူးဒါမှဒါရုပ်သဘောဒါအနံသဘောသီလာမှသူเนาะ ဒါယုံသဘောနံသဘောတွေကိုသိလာမှာ။ဩသီတတဲ့သဘောတရားတစ်ခုကမသီတတဲ့သဘောတရားတစ်ခုကိုစခိုင်းစေနေတာပဲလို့သိလာမယ်။သူညံနေသူအဲတရားဆိုတာညံအလုံးဖြစ်လို့ဒါပြောနေတဲ့အခါလေအမှန်အပြူတာကိုသိပေးတယ်။နှခမ်းတွေလှုပ်တာအတန်ရက်တာအဦးစင်းရဲ့ဗီဒီယိုဖိုင်တိုင်းမှာဒီစကားလုံးတွေပါမယ်။ အားလုံးလေးဆိုတော့ကိုယ်တိုင်လေ့ကျင့်နေတဲ့အကြောင်းအရာမို့လို့အတန်အားပြူတာလေးတွေနှကန်းလှုပ်တာတွေအတန်ရက်တာတွေဒါလေးမသိပေးရင် တရားမရနိုင်ဘူးဒါလေးသိပေးရတယ်သူကတတိတစ်ချက်ကလေးမှလွယ်လို့မရဘူးဘယ်လောက်ထိသိပေးရလဲဗျာအဲ့လိုတတိတစ်ချက်ကလေးမှမလွယ်ပေနဲ့မနဲ့မိုးလင်းကနေညာမိုးတရှုပ်ထိ အနည်းဆုံး၈နာရီလောက်တတိဆက်ဆက်ရင်ပညာပေါ်ပြီး ပညာပေါ်ပြီးအဲ့ဒီပညာကို တရားရတယ်လို့ခေါ်တာအဲ့ဒါကိုခေါ်တာပညာဆိုတာဗာလေသူလို့သူလို့မဖြစ်တော့ဘူးဝေစီကိစ္စကိုပေးလိုက်ပြီသူဒိဋ္ဌိဆိုတာမရှိတော့ဘူးဒိဋ္ဌိဆိုတာဗာလေငါသူတပတ်ယောက်ျားမိန်းမပုဂ္ဂိုလ်တတ္တဝါလို့ထင်နေတာအခုထင်သေးလားမထင်တော့ဘူးဘယ်လိုမျိုးမထင်တာလဲအကြောင်းတရားသဘောကြောင်းအကျိုးတရားဓမ္မကိုသိတော်လို့အကြောင်းအကျိုးကိုပိုင်းခြားပြီးသိတော်တယ်သူလုံးနေရင်းနဲ့ ဒါမျက်လုံးအကြည်နဲ့เนาะအဆင်းနဲ့တိုက်လို့မြင်စိတ်ပေါ်တာအဲ့ဒါမြင်ရင်ဘယ်လိုမျိုးမှန်ရမလဲဖရာမြင်ရင်အဆင်းလို့ပဲမှတ်ပေါ့အဆင်းလို့မှတ်ပေါ့အဆင်းလို့မမဲ့ရှင်အယောင်လို့မှတ်ပေါ့နော်ဟိုအယောင်နဲ့ဒီအယောင်နဲ့တူလားဟိုအဆင်းနဲ့ဒီအဆင်းနဲ့တူလားမတူဘူးလေမတူတာကိုဘာလို့နေသက်နေမှာတော့မတူတာကိုဘာလို့နေသက်နေမှာတော့အဲ့လိုနေသက်နေဆုံးမမဆုံးတော့တာကြီးကိုအများကြီးရှိတာကို เนาะအဲ့ဒါနဲ့ကိုကဖြက်နေသက်စရာတွေမဝင်အောင်ဖြက်ဆိုတာအဲ့ဒီမှာဖြက်ရတာကြားတဲ့အခါလဲအတန်တွေကမတူဘူးလေတတန်ရှုံငိမ့်ပြီးမှနောက်တတန်ပေါ်တာလေအစင်းလဲဒီလိုပဲလေအစင်းတစ်ခုကိုမြင်ပြီးမှတစ်ခုရှုပ်ပြီးမှနောက်တစ်ခုမြင်တာလေစိတ်